ပုံရံမင်းကြီးဖန်ဆာပြင်းထန်တဲ့အဆုတ်ရောင်ရောဂါကြောင့်ဆေးရုံတက်ကူတာမှုခံယူအပြီးနှစ်ပတ်အကြာဧပြီလ6ရက်နေ့မှာဗာတီကန်ယဉ်ပြင်ကဝိပုစုတောင်းပွဲမှာအများပြည်သူရှိကိုရုတ်တရက်ပြန်ထွက်လာခဲ့ပါတယ် မင်္ဂလာရှိတဲ့တနင်္ဂနွေနေ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်လို့ဘီတက်ကလထိုင်းဘော့ကအသက်88နှစ်အရွယ်ပုံရဟမင်းကြီးကစိန့်ပီတာယဉ်ပြင်မှာပြုလုပ်တဲ့ဝိပုစုတောင်းပွဲမှာပြောကြားခဲ့ပါတယ်။နှာခေါင်းပိုက်တတ်ထားတဲ့ပုံရဟမင်းကြီးရဲ့အသံကကွဲရှာရှာဖြစ်နေပေမဲ့မတ်လ23ရက်နေ့မှာဂျယ်မီလီဆေးရုံကဆင်းခါစာကထက်အသံပိုကြည်လင်လာပါတယ်။ပုံရဟမင်းကြီးကိုအများပြည်သူရှင်မှာဖေဗရူလာ14ရက်နေ့ကနောက်ဆုံးမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ပုံမှန်အတိုင်းသာဆိုရင်ပုံရဟမင်းကြီးကအသံအငယ်ဆိုရင်ရ ဲ့ယောဂဝေဒနာခံစားရအပြီးနှစ်လအကြာတည်းအခမ်းအနားတွေတက်ရောက်တာလူစုလူဝေးနဲ့တွေ့ဆုံတာတွေမလုပ်ဘဲအနားယူအာမဖြစ်ပါတယ်။ဒါပေမဲ့ပုံရံမင်းကြီးကဧပြီလ6ရက်နေ့ကအရိယင်မြေမှာဝေပြုစုတောင်းသူတွေနဲ့တွေ့ဆုံပြီးကောင်းချီးပေးခဲ့ပါတယ်။ဒါကကဘာတုံးကခရစ်ယာန်ဘာသာဝင်နေ Easter ပွဲကျင်းပဖို့နှစ်ပတ်အလိုမှာကျမကြီးပြန်လဲကောင်းမွန်လာကြောင်းအာတပ်ဖွဲ့တရင်စကားပါလိုက်တာလည်းဖြစ်ပါတယ်။ ယောဂကုသခံရနိုင်ခြင်းကိုရှင်းချနိုင်ရင်အတွက်လူစုလူဝင်နဲ့တွေ့ဆုံတာတွေကိုရှောင်ကြဉ်မှုဆရာဝန်တွေကအကြံပြုထားပေမဲ့ပုံရံမင်းကြီးကတော့ဝေပြုစုတောင်းသူတွေနဲ့တွေ့ဆုံမှုစိတ်အားထက်သန်နေခဲ့ပါတယ်ရှင်။လောကောမီယာကိဆက်လက်ရပ်တည်ဖို့ပြည်သူတွေထောက်ပံ့ပေးဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမတီတီ YouTube Channel မှာလောကဝေပြုချက်ကိုဦးနှိုက်ကြောင်းလေးအခုပြီးထိတ်ခေါ်လိုက်ပါစေ။